မိမိရဲ့သားသမီးတွေတယောက်ကနိုင်ငံဂုံဆောင်နိုင်တယ်ဆိုတော့အားကစားသမောက်တယောက်အနေနဲ့ဆိုအမြင့်ဆုံးအဆင့်နေကကျွန်တော်တို့ကဒီစီဂိမ်းစုတစိတ်ကျွန်တော်အာရှန်ဂိမ်းစုတစိတ်ပြီးအိုလံပစ်စုတစိတ်ဒီစုတစိတ်တွေကိုငါသားလေးအနေနဲ့ငါသမီးလေးအနေနဲ့ရအောင်ယူနိုင်မယ်ဆိုတော့အနေအထားရောက်နေပြီဖြစ်တယ်ဒီဆိုအားကစားတစ်ခုကဘာမှာစဖြစ်လာရဆိုတော့အခိုက်အတန့်နဲ့စပြီးမြန်မာနိုင်ငံနဲ့လည်းမြန်မာနိုင်ငံအနေနဲ့လည်းကဘာမှာ ိုင်ငံ့လေရေးသားအားကစားရေးစေလွတ်နိုင်အောင်တောက်လျှောက်တိဆောက်ခဲ့တာဖြစ်ပါတယ်ဒီနှစ်အတွင်းကိုပေါ့နော်အများကြီးညှော်လင့်ထားရောအများကြီးရှိပါရဲ့ဒီစီးကင်းသွားဖို့တွေရောဒါလို့ရှိရင်ဒီ e-sport world cup ကိုပေါ့နော်သွားဖို့ထိညှော်လင့်ထားရရှိပါရဲ့အဲ့ဒါတော့လည်းအကောင်းဆုံးကြိုးစားနေပါတယ်အဲစီးကင်းမှာကျွန်တော်တို့ဒီဂိမ်းပါမယ်ဆိုတော့ကျွန်တော်တို့ဖွဲ့ရတော့ခွင့်ပြိုင်ပါဟုတ် ွင်တွင်ဖန်လှယ်မှုများပါသည်ပုံမကောင်းပေါ်တဲ့ e-sport community ကြီးဖြစ်စေဖို့ဆန္ဒပြုကြည်ရင်လူချင်းတို့ရဲ့လက်ပတ်သက်များနဲ့မြန်မာ e-sport summit 2025ပွဲခန်းအစီအစဉ်များစတင်ကြောင်းကြေညာပြသည်ရှင်ကျွန်တော်တို့ဆက်ပြီးရှင်းကိုစပြီး2019မှာစပြီးတော့တည်ထောင်ခဲ့တယ်။အဲ့ဒါပြီးတော့ကျွန်တော်တို့ ဒီ2019မှာ e-sport အားကစားတစ်ခုအနေနဲ့စပြီးတော့ဖြစ်တယ်ပေါ့အဲအဲ့ဒါမှာတဆင်ကျွန်တော်တို့က SEA Game စုစုပေါင်း3ချိန်ကျွန်တော်တို့ Asian Game တစ်ချိန်နဲ့အဲကဘာအဖွဲ့ချုပ်ပြိုင်ပွဲတွေဆိုရင်စုပေါင်း၄ချိန်၅ချိန်လောက်ထိရှင်ပြိုင်ခဲ့ပါတယ်ခင်ဗျအဲ့လိုမျိုး e-sport အားကစားတစ်ခုကဘာမှာစဖြစ်လာရဆိုတော့အခိုက်အတန့်နဲ့စပြီးမြန်မာနိုင်ငံနဲ့လည်းမြန်မာနိုင်ငံအနေနဲ့လည်းကဘာမှာနိုင်ငံလေရေးအားကစားရေးစေလွတ်နိုင်အောင်တောက်လျှောက်တိစောက်ခဲ့တာဖြစ်ပါတယ် နှစ်ဆိုရင်တော့ဆက်ခွာနေဆိုအခုချိန်အထိဆိုရင်တော့ဟိုစုပေါင်း၈နှစ်ဝင်းချင်လောက်တီထောင်ချိန်ကနေဆိုစပြီးတော့၈နှစ်ရှိပြီးတော့အဲ e-sport အားကစားတစ်ခုအနေနဲ့စဖြစ်တယ်ဆိုရင်2019ကနေဆိုရင်တော့ကျွန်တော်ထင်တာ6နှစ်လောက်ရှိမှာဟုတ်ကဲ့ပါခင်ဗျကျွန်တော် e-sport ကိုအားကစားတစ်ခု ဖြစ်အောင် promote လုပ်ပါတယ်အားကြောင့် game 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 ဆိုတဲ့အရာအခုအနေနဲ့မဖြစ်ဘဲနဲ့ဟာဟာအားကစားတစ်ခုဖြစ်တယ်လူငယ်တွေအနေနဲ့ မိဘတွေကိုပြန်ပြောရဲဆိုရင်အချိန်ကြလို့ရှိရင်အာဘုံယူဖို့ကောင်းတဲ့အားကစားတစ်ခုဖြစ်တယ်ဆိုရင်ညာဖြစ်အောင်ကျွန်တော်က promote လုပ်ရပါတယ် perspective ကိုချိန်ရပါတယ် not to see game ဆိုရဲတနောက်ဆက်ကွာဝေဖွားခဲ့ရဆိုရင်ဒါကြီးကိုကျွန်တော်ဒီနှစ်မှာ National Esports Championship ဆိုရဲအကြီးဆုံး Pinnacle Esports ကိုကျွန်တော်တို့လာမဲ့တုံးလာတယ်မှာလုပ်သွားမှာဖြစ်ပါတယ်။ Why more promote လုပ်ပေးကြရင်လည်း Why more support လုပ်ပေးကြရင်လည်းကျွန်တော်တို့ဟာမြန်မာနိုင်ငံ Esports ကိုကမ္ဘာဝမီအောင် ကဘာအစံတောင်းမိအောင်မြန်မာနိုင်ငံအလန့်ဟောကဘာမှာရေမောင်းတန်းတာဝမ်းမှုပြည်ပေးကြပါလို့ကြော်ရင်းနဲ့ကျွန်တော်ကဒီကောင်ချုပ်ပါတယ် ောက်ဒီနေ့ပွဲခန်းတာတော့ညီမတို့ကဟိုဆုလာယူတဲ့ဘောပဲပေါ့နော်ဆုလာယူတယ်ပြီးလို့ရှိရင် MS 10ရကျင်းပါတယ်2025အတွင်းမှာတို့စီစဉ်ထားတဲ့ plan လေးပြိုင်ပွဲတွေအကြောင်းပြောသွားတာတွေလာပြီးတော့လေ့လာတယ်လာပြီးတော့နားထောင်တဲ့သဘောပါ ကျန်တာတော့ဆုလာယူတာပါအဲအခုဆုပေးပွဲပါညာရှိရဆိုတော့ကျွန်တော်တို့ဖိတ်လို့ကျွန်တော်လည်းလာတယ်ဒီနေ့ဆုယူပါမယ်တဲ့ပါပါပါဗျာဟုတ်ပါဘူးဘယ်လိုလက်ခံရမှာ ်ချန်ပီယံဆုပေါ့ CS2 မှာအဲကျွန်တော်ဒီနေ့ယူမယ်ဆိုတော့ချန်ပီယံဆုပေါ့လေဟို Rising Flame အနေနဲ့ယူမှာပေါ့နော်ဒါကတော့2015အတွက်ပြည့်ရဆုပေါ့နော် ောက်ထပ်လူငယ်ခြေတက်တွေအတွက်ကျွန်တော်တက္ကသိုလ်တက္ကသိုလ်ပြိုင်ပွဲကိုကျွန်တော်စပြီးတော့တက္ကသိုလ်ဘောင်းဆောင်ပြိုင်ပွဲပေါ့နော် University League ဆိုတဲ့အရာကိုစပြီးတော့အသက်သွင်းတယ်ပေါ့ဆိုတော့အဲ့ဒီဟာတွေအသက်သွင်းပြီးတော့မြန်မာနိုင်ငံနေလည်းအဲ့ဒီနှစ်မှာနိုင်ငံလေရွေးစနေနေနဲ့နိုင်ငံတကာပြိုင်ပွဲကိုကျွန်တော်ဆေးလွတ်တယ်အဲ့ဒါပြီးသွားရဲဆိုတဲ့အချိန်မှာဒီနှစ်ကျတော့ပို့ပြီးတော့ကောင်းအောင်ဘယ်လိုလုပ်မလဲပေါ့ဒီနှစ်ကကြောင့်ကျွန်တော်တို့အရေးကြီးတဲ့စီးကိန်းလည်းရှိရဲကျွန်တော်တို့အတွက်အဓိက target ၃နှစ်ဖြစ်တဲ့2025 2026 2028 အတွက်မှာကျွန်တော်တို့စုတစိရဖို့အတွက်ဒီစီးကိန်းမှာစပြီးတော့ကျွန်တော်တို့ကရေတိုအောင်မြင်မှုရအောင်ကျွန်တော်ကတည်ပြီးတော့ဘယ်လိုလုပ်မလဲဆိုတဲ့အရာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့အခုမြင်တဲ့အတိုင်းပဲကျွန်တော်ဒီနေ့မှာပြောသွားရဲဆိုရယ် National Esports Championship ဆိုပြီးတော့ဒီလိုကျွန်တော်တို့ Pro League တွေကနေ Pro တွေတက်လာမယ်တစ်ဖက်နေပြီးတော့ကျွန်တော်တို့ရဲ့ဒီဒီခုနပြောတဲ့လူငယ်ခြေတက်တွေအတွက်တီးသန့်တလန်းကနေတက်လာမယ်သူတို့မဟုတ်ရင်ဒီဘက်မှာခွင့်ရမရမှာဆိုတော့ပေါ့နောက်တစ်ဒီဘက်ဒီပြိုင်ပွဲအတွက် dedicated လုံးဝ open qualifier ဆိုရဟာနေနဲ့ဒီ ကစားသမားဘောင်းဆောင်စုတဲ့အကြီးဆုံးပြိုင်ပွဲပေါ့ပြီးတော့နောက်ထပ်တစ်ခုဂိမ်းစီးကင်းကိုတွားပြိုင်မယ်ဆိုရင်ဂိမ်းမျိုးစား၃ခုလုံးကိုလက်ရည်ဆက်မဲ့ပြိုင်ပွဲကြီးကိုအကြီးဆုံးနဲ့အခမ်းအနားဆုံးနဲ့ကျွန်တော်ကလုပ်ပြီးတော့ e-sport ဆိုတာဒီလိုမျိုးအားကစားဆိုတဲ့အရာကိုကျွန်တော်ချပြသွားမှာရှိပါတယ်ဒါကတော့ရေတူထဲမှာပါပါတယ်ဟုတ်ကဲ့ဒီနှစ်မှာလည်းဒီဒီ ecosystem diversity league ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့တည်ဖို့ရှိပါတယ်ဒါပေမဲ့မနစ်ကလည်းမတူတာဒီနှစ်မှာ အဆင့်တွေပုံများသွားတယ်ဆင့်တွေပုံများသွားတယ်ဆိုတော့ဒီထက်ကလည်းအဓိကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေဒီ diversity e-sport ecosystem မှာ sustainable ဖြစ်ဖြစ်နဲ့တနည်းပါတော့ပွဲတွေတော့ရှော့ရှိနေအောင်ဆိုပြီးကျွန်တော်ရည်ရွယ်ချက်နဲ့အာတည်ခြင်းဖြစ်ပါတယ်ဆိုတော့အာပထမဆုံးအနေနဲ့ rise of diversity week ဆိုတဲ့ပွဲကို seeding event မှာဒီတက္ကသိုလ်တွေမှာပဲတက္ကသိုလ်တွေကပဲ brand မှာရှိနေဆိုတဲ့ဟာကိုဟိုကျွန်တော်တို့ပွဲတဲ့အနေနဲ့ seeding event ကိုဟိုချုံလား နဲ့ကျော်လာလာလဲမှာကျေးမပြလို့တော့ရှိပါလေဆိုတော့အဲ့ဒီက ranking ပေါ်မူပြီးတော့မှာ first league season အာ division 1 2ဆိုပြီးတော့ဆိုတော့အခုလာလာမှာလာမရှိပါလေဆိုတော့အဲ့ဒီကနေပါ30နောက်ဆုံးအဆင့်ဖြစ်တဲ့ university e-sport championship ပေါ့အဲ့ဒါကိုဒီ8တန်ဝန်းကြီးကိုဒီဇင်ဘာလမှာကျေးမပြလို့တော့ရှိပါလေပမာဏနဲ့ e-sport scene ကိုအခုလက်ရှိအခြေအနေမှာကျွန်တော်တို့တက်နေပြီလို့ပြောလို့ရပါတယ်အဲ့ဒီအခြေအနေနဲ့ပုံမူပြီးတိုးတက်အောင်လုပ်ဆောင်ဖို့အတွက်ကျွန်တော် federation တစ်ခုလည်းအားလုံးပဲနဲ့ကျွန်တော်တို့လက်တွဲကူညီပြီးတော့ဝိုင်းဖို့ကူညီပေးကြဖို့လည်းအားလုံးကိုတိုက်တွန်းပါတယ်လို့ပြောကြရင်းနဲ့ကျွန်တော်ဒီကုန်ချောပါတယ်အားလုံးကိုပြုတင်ပါတယ်ဒီနှစ်တွင်ဟိုဘောတော့အများကြီးညှော်နေထားရောအများကြီးရှိပါရဲ့ဦးဒီစီးကိန်းသွားဖို့တွေရောဘာလို့ရှိရင်ဒီ e-sport world cup ကိုဘောနော်သွားဖို့ထိ ညွန်မှန်းထားရှိပါတယ်အဲ့ဒါတော့လည်းအကောင်းဆုံးကျူးစားနေပါတယ်ဒီမှာဆက်ကတော့ကဘာကျော်ကဘာကျော်ပလေယာတယောက်ကိုဘူးလို့ကလည်းလဲလာပြီးတော့အဲ့လိုလေရှင်းခုမာတဲ့အရာကိုလည်းလာမဲ့ချိန်ကိုလည်းစောင့်မျှော်နေရပါတော့ဟုတ်ကျွန်တော်တို့ဟုတ်ပါစီဂိမ်းမှာရောဘယ်လိုဝင်နေလဲဘယ်လိုစီဂိမ်းအဲစီဂိမ်းမှာကျွန်တော်တို့ဒီဂိမ်းပါမယ်ဆိုတော့ကျွန်တော်တို့ခွဲရတော့ခွင့်ပြိုင်ပါဟုတ် 2025နေစပြီးကြီးညာလိုက်တယ်ကျွန်တော်တို့ Olympic eSport game ဆိုတဲ့ဟာအနေနဲ့2029မှာစပြီးတော့ Olympic ပြိုင်ပွဲကြီးတွေစတော့မယ်ဆိုတော့အဲ့ဒီ Olympic ပြိုင်ပွဲကြီး2029မှာလာမယ့်အရာကျွန်တော်ရေရှိ Olympic ရအောင်ဘယ်လိုလုပ်မယ်ဆိုတဲ့အရာတွေနဲ့ကျွန်တော်တို့ဟိုပြင်ဆင်နေတယ်အဲ့ဒါအတွက်ကိုလည်းကျွန်တော်တို့ခုနပြောဘာအမျိုးအစားတွေပါလာမှာလဲအဲ့ဒါကိုဘယ်လိုမျိုးပြင်ဆင်လို့ရမလဲဆိုတဲ့အရာနဲ့ရေရှိမှာဖြည်းဖြည်းချင်းကျွန်တော်တို့ပေါ်ဆောင်သွားဖို့ရှိပါတယ် e-sport လို့ဆိုရင်တော့ကဘာပေါ်မှာနာမည်ကြီးတဲ့အောင်မြင်ထားတယ်ဆိုတော့ e-sport game နိုင်နိုင်ကပြစ်မလွဲပါဘူးအဲ့တော့အဲ့ဒီအထဲမှာမှကျွန်တော်တို့နိုင်ငံအားသာတယ်ဆိုတော့ PUBG Mobile တို့ခုနပြော Mobile Legend တို့ Honor of King တို့ဒီ hari အကုန်လုံးဟာကျွန်တော်တို့ခုနပြောသလိုဟို chance ရှိမှာပေါ့ Asian game မှာဆိုရင်လည်းခုနပြောတဲ့ PUBG Mobile Honor of King နဲ့ ဟိုဗာ mobile legend ပေါ့နော်ဒီဟာတွေကပါနေပြီဖြစ်တယ်ဆိုတော့ကျွန်တော်တို့နှမ်းလို့ရတယ်ဩ okay asian game မှာဒါတွေပါရင်တော့ဒါတွေတော့ဖျက်လာနိုင်တယ်အဲ့တော့အဲ့တော့ဥတီပြီးတော့ကျွန်တော်တို့ကတိဆောက်ရမှာဖြစ်တယ်ဟုတ်ကဲ့ဒါတော့ဒါကျွန်တော်တို့ counter strike 2မှာ first runner ရရှိသွားတဲ့ no ego clever ခြင်းပါခင်ဗျာ မိမိရဲ့သားသမီးလေးတယောက်ကနိုင်ငံဂုံဆောင်နိုင်နေဆိုတော့အားကစားသမောက်တယောက်အနေနဲ့ဆိုတော့အမြင့်ဆုံးအဆင့်နေရကျွန်တော်တို့ကဒီ SEA Games ဆုတစိတ်ကျွန်တော်အာရှန်ဂိမ်းဆုတစိတ်ပြင် Olympic ဆုတစိတ်ဒီဆုတစိတ်တွေကိုငါသားလေးအနေနဲ့ငါသမီးလေးအနေနဲ့ရအောင်ယူနိုင်မယ်ဆိုတော့အနေအထားရောက်နေပြီဖြစ်တယ်။ E-sport ဒါမိဘတွေဂုံရမယ်အနေအထားအထိ လမ်းကြောင်းနေရာပွင့်နေပြီဖြစ်တယ်ဒီလိုအချိန်မှာဆိုလို့ရှိရင်အော်โอเคအဲ့ဆိုလို့ရှိရင်တော့ဟိုငါတို့တိုင်းပြည်အနေနဲ့ရောဘလို့အချိန်နေရှိတာလဲတိုင်းပြည်အနေနဲ့လည်းခုနကပြောသလိုဆိုကျွန်တော်တို့ရဲ့ကစားသမားတွေကဟိုအင်မတန်မှကောင်းတဲ့အနေအထားမှာရှိတယ်ကျွန်တော်တို့ရဲ့ ego စစံခုနကကျွန်တော်ပြောသလိုစနစ်တကျနဲ့ပေါ်ဆောင်သွားတယ်ဆိုတဲ့အချိန်မှာကလေးတွေအတွက်အချိန်အတိုင်းတာတစ်ခုပေးပြီးတော့ဘောလုံးကို အဲကန့်ချင်တဲ့အမေဆိုဒီတိုင်းပေးကတာမျိုးမဟုတ်ဘဲနဲ့အခေသူနဲ့တက်ဆိုင်နဲ့တက်ဆိုင်နဲ့ဥမာကျွန်တော်တို့ရဲ့ Federation ရဲ့ပြိုင်ပွဲတွေ qualifier တွေမှာကလေးတွေရဲ့ quality ကို test လုပ်တာတော့တက်ဆိုင်နဲ့ဆိုရဲ join ချင်တယ်ဆိုလူနဲ့စကားပြောတာတော့လုပ်ပြီးတော့တကယ် potential ရှိရင်တော့တကယ်ကိုဟိုဒီထဲမှာတိဆောက်ပေးမယ်ဒီထဲမှာပေးပြိုင်မယ်ဆိုလို့ရှိရင်ကသူ့ရဲ့လမ်းကြောင်းအတိုင်းနောက်ဆုံးဂုံးဆောင်လာနိုင်တဲ့ကစားသမား ပြက်လာနိုင်တာပေါ့ဆိုတော့အဲ့ဒါအဲ့ဒီအခြေအနေလေးတွေဆိုတဲ့အရာအရင်တော့ game ဆိုတဲ့အရာမဟုတ်တော့ဘူးအခုကကဘာကြီးကလူငယ်တွေရဲ့အားကစားတစ်ခုအနေနဲ့ e-sport ဖြစ်လာပြီပေါ့အဲ့အဲ့ဒါလေးပါဟုတ် Okay 1 2 3 Go ဒီနေ့ပွဲအခမ်းအနားမှာကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ ကျွန်တော်တို့ e-sport ကိုအားပေးကူညီနေတဲ့ကျွန်တော်ရဲ့မိဖက်အဲကုမ္ပဏီတွေ brand တွေအကုန်လုံးပေါ့နော်ဒီအပြင်ကျွန်တော်တို့ရဲ့ကစားသမားတွေတက္ကသိုလ်ကျောင်းသားတွေအကုန်လုံးစုစုစုံစုံလင်လင်ပေါ့နိုင်ငံလေရေးစင်အားကစား e-sport အားကစားတမောင်းဟောင်းတွေအကုန်လုံးစုံစုံလင်တွေ့ရပြီးတော့အကုန်လုံးကိုကျွန်တော်တို့ရဲ့ဒီ e-sport ရဲ့သွားမယ်ဆိုရဲအရာတွေရှင်းပြ ခွင့်ရလိုက်တယ်ဆိုတဲ့အရာကျွန်တော်တို့ e-sport အတွက်အလားလာအများကြီးအကျိုးအမြတ်တွေအများကြီးရမှာပါအထူးသဖြင့်ကျွန်တော်တို့ဒီပွဲမှာဆိုရင်လည်းကျွန်တော်တို့ media တွေအကုန်လုံးကိုလည်းအခုလိုမျိုးစုံစုံညီညီနဲ့ကျွန်တော်ပြောခွင့်ရတယ်ကျွန်တော်တို့ဘယ်လိုသွားမလဲအကုန်လုံးကကျွန်တော်ယုံကြည်ပါတယ်အားလုံးကပေါင်းပြီးတော့ကျွန်တော်တို့ရဲ့ဒီလူငယ်တွေရဲ့အဲဟိုရီမန်းချက်ဖြတ်တဲ့ Olympic ရရှိရတော့အားလုံး why me support လုံးမသာကျွန်တော်တို့ကရေရှည်ခွန်အားပြည့်နဲ့တွားနိုင်မှာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးတွေပြောခွင့်ရရင်တွေးဆောင်ခွင့်ရရင်အဲ့တော့ကျွန်တော်အနေနဲ့အင်မတန်မှအကျိုးအမြတ်ရှိတဲ့ပွဲလေးတို့ကျွန်တော်ပြောချင်ပါဟုတ်